ဆရာဘုရားကိုယုံကြည်စွာယုံကြည်စွာကြောပါတယ်ဗျာဘုရားတပည့်တော်မှာဒီအင်ရှင်မဖြစ်တဲ့အတွက်အိမ်လုံးများနဲ့အချင်းကုန်နေတတ်ပါတယ်ဟိုကလေးတွေကလည်းလက်မလွတ်သေးတဲ့အရွယ်မှုစိတ်တန်းကြတရားအမထုတ်နိုင်သေးပါဘူးဗျာအလုံးလုံးရင်းနဲ့တရားအထုတ်နိုင်မဲ့နီလန်ကောင်းများတည်ကြပါတယ်အရှင်ဘုရားရဲ့မေတ္တာကိုခံယူပါတယ်ဗျာတဲ့ ဒါတော့ဘောဘောအမြဲလို့ဖြစ်နေရပဲเนาะဘုန်းတော်အလုံးလုံးနေနဲ့တရားမှတ်တတ်တဲ့တရားမှတ်နိုင်ဖို့ကတော့ဒီတိုင်းအပြည့်မှတ်ဖို့ကတော့မလွယ်ပါဘူး။ဘာလို့လဲဆိုတော့အလုံးလုံးနေနဲ့တရားမှတ်ရင်ကိုကမိမိသွားတယ်တရားမှတ်ဖို့မိမိသွားတတ်တယ်။တရားမှတ်ခြင်းဆိုတာတရားအထုတ်ခြင်းဆိုတာကအဲကြောင့်ဘဘုန်းတို့ပြောလေလေတရားထိုင်တယ်လို့မသုံးနဲ့တရားအထုတ်တယ်လေသုံးတရားမှတ်တယ်တရားအထုတ်တယ်လို့သုံးထိုင်မှတရားလို့ထင်သွားမှာဆိုလို့တရားထိုင်နေဆိုတော့လေလှုပ်ရှားနေနဲ့အကြီးကမိမိရဲ့စိတ်ကို ဒါကိလေသာမဖြစ်အောင်တတိထားမယ်လောဘစိတ်ဖြစ်လာတာနဲ့ဒေါသစိတ်ဖြစ်လာတာနဲ့ဖြစ်ဖြစ်ချင်းချက်ချင်းတတိထားပြီးတော့ပယ်နိုင်တယ်ဆိုအဲ့ဒါတရားမှတ်ခြင်းပဲထိုင်မှမဟုတ်ဘူးเนาะဟုတ်ပြီเนาะဒါပေမဲ့ထိုင်တာကအလကားလို့ပြောတာအဲ့လိုပြောနေတာလည်းမဟုတ်ဘူးထိုင်မှတ်တာလည်းထောက်ပံ့အများကြီးဖြစ်တာပေါ့သို့ပေမဲ့လည်းဒီလိုလှုပ်ရှားသွားလာအိမ်လုံးလုံးနေရင်လည်းဒါပစ္စုပန်ကြကြကိုယ့်ရဲ့စိတ်လေးကိုနေတယ် လုံးနေတဲ့အလုပ်ပေါ်မှာပဲအာရုံပြည့်ဆိုင်တယ်ဒီလိုစိုက်နေဆောင်ရွက်နေရင်လည်းလောဘစိတ်လေးဖြစ်လိုက်မယ်ဒေါသစိတ်လေးဖြစ်လိုက်မယ်ဆိုရင်ဟိုလိုမျိုးတဖြစ်ကြောမရှိပဲနဲ့ချက်ချင်းတတိကပ်ပြီးတော့ပယ်နေနေစမ်းအဲ့ဒါတရားမှတ်တာပဲဒါပေမဲ့ဒါပစ္စုပ္ပန်ကြာကြာကိုယ့်ရဲ့လှုပ်ရှားတမယကိုတတိကပ်နိုင်ဖို့ဆိုတာကတော့လေးခြင်းမှုဘုံတော့လိုအပ်တယ်အဲ့ဒီလေးခြင်းမှုကတော့ဘယ်ရောက်မှဆိုကြိုတင်လေးခြင်းရတာဆမဝဲဆမကြက်ပဲတော့ဖြစ်လို့ပဲအောင်ပါလေအဲ့လိုမျိုးပဲလောကီပညာရက်တွေလည်းလေးခြင်းရတာပဲကျင့်ပံများစွာလीအခုလည်း လှုပ်ရှားသွားလာနေတဲ့ကို့မှာတည်တံ့တရားထုတ်ခြင်းမရှိဘူးဆိုရင်တော့တံပေမဲ့မဖြစ်ပြန်လို့ရင်ရှားတယ်။နော်။ဖုံးကြည့်ရချင်းနေလျှော့လိုက်လေ။အခုကိစ္စဖုံးကြည့်တာနဲ့အချိန်အကုန်ကုန်သွားတယ်။နော်။ညာအိတ်ချိန်လေးနည်းနည်းဖဲ့လိုက်။အဲ့ဘယ်တရားမဲ့ချိန်ရပါလဲ။နော်။တကယ်ပေးမစွေ။ကို့တာအပေါင်းနဲ့တကယ်ချင်းနေအလာပဲတက်လာပဲတောင်းပြောမြောက်ပြောပြောမဲ့ချိန်နေဖဲ့ပလိုက်။အဲ့တော့တရားထုတ်ခြင်းထွက်လာလိမ့်မယ်အချိန်မအားဘူးဆိုတာကပြန်သွေးကြည့်ကိုတခါသေးကိုတငယ်ကြီးတွေနဲ့အေးမပါတာတွေ ိုကိုတိုင်လည်းပြောနေပြီးသားတယ်သူများပြောရင်လည်းအာနာပါနာနဲ့နားထောင်နေပြီးသားတယ်တခါတလေကိုပါစိတ်ပါလက်ပါပြောနားထောင်တော့သူများအသိတွေအပြင်းတွေပါဖြစ်ကုန်တတ်တယ်ဒါရင်မပြောနဲ့လိုအပ်တဲ့စကားလိုအပ်တဲ့လောက်ပဲပြောလိုက်တရားထုတ်ချင်ရပါတယ်နိုင်ဝက်တနိုင်တကယ်လူရင်လေဖဲ့လိုက်ရတယ်စုလိုက်ဟောကိုဟုတ်လို့တပိတ်တည်းမရရင်တော့မနည်း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 ပေါ့ time management ဆိုအဲ့ဒါအရင်ရေးကြည့်ရပဲအချိန်ဝန်စီမံခန့်ခွဲတတ်ရတယ်မအားဘူးလို့ပြောတဲ့သူကအားအောင်လုပ်ရတယ်အားအောင်လုပ်တဲ့နည်းတွေရှိတယ် နော်အဲအဲ့ဒီအချိန်မှာဘာလုပ်မလဲကိုကတီးတန်တရားမထိုင်နိုင်တည်ဘူးဆိုရင်တော့ဖုံဖုံဟောရတဲ့ဈေးညံကမ္မတောနာနာပြီးဈေးညံလျှောက်တဲ့အလေးကျင့်လုပ်တာဘာကြောင့်လဲဆိုတော့ဖုံဖုံတို့ထိုင်မှတ်တဲ့သူကငြိမ်ထိုင်မှတ်တယ်ဆိုတော့လူကငြိမ်ငြိမ်လေးမှတ်နေတာလीထိုင်ပြီးတရားမှတ်တဲ့သူကလှုပ်ရှားပြီးတရားမှတ်မမှတ်တတ်တော့နော်လှုပ်ရှားနေတဲ့အချိန်မှာတရားဘယ်လိုမှတ်မှမသိဘူးသူကငြိမ်ပြီးပဲမှတ်တတ်တာလှုပ်နေတဲ့အချိန်သူမမှတ်တတ်ဘူးလှုပ်နေတဲ့အချိန်မှတ်တတ်အောင်ဘာလုပ်မလဲဈေးညံလျှောက်လို့ဆိုတာလှုပ်နေ လှုပ်ပြီးမှတ်တဲ့အလေးချင်းလေးရှိလာပြီဆိုရင်အဲ့ဒီအဲ့ဒီတတိအားတမာကြီးအားဇင်းညာတတိတမာကြီးအားပိုလဲထိုင်တာတဲ့ထိုင်မှတ်တာတဲ့တတိတမာကြီးပိုကောင်းစေတယ်လှုပ်နေရင်လည်းကိုကမှတ်တဲ့အလေးချင်းဖြစ်သွားတော့ကိုအိမ်မှုကိစ္စချက်ပြုတ်ကြော်လော်တန့်ရှင်းလှုပ်နေရင်လည်းလှုပ်နေရင်လည်းကိုကအတော့ပစ္စုပ္ပယ်ကြကြတရားမှတ်တဲ့အကျင့်တွေရသွားလိမ့်မယ်အဲ့ဒါဇင်းညာလျှောက်ပါဇင်းညာလျှောက်တယ်ဒါမဖြစ်မနေပေးပါအဲ့ဒီဇင်းညာလျှောက်တယ်ကိုမအားဘူးဆိုပေမဲ့လည်းအားအောင်လုပ်ရတယ်ဖုန်ကြည့်တဲ့ချိန်လေးစကားပြောတဲ့ချိန်လေး အရေးမရအရေးမပါတဲ့အရာတွေလုပ်နေမိတာတွေကို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 ယ့်ရဲ့အချိန်ကိုပြန်ပြန်ပြန်တုံးတက်ကြည့်ကိုယ့်ရဲ့ daily ကိုကိုယ့်ရဲ့ဒါမနဲ့သူညမှာနော်ကိုယ့်ရဲ့ဖြတ်တန်းတာတွေကိုပြန်တွေးကြည့်လိုက်အရာအချိန်ကိုစီစစ်လိုက်ရင်မဇိညာလျှောက်တဲ့နိုင်ရွက်တနာရွက်တော့မဖြစ်မနေပေးလို့ရတယ်နော်အဲ့အချိန်လေးမှာဇိညာလျှောက်တဲ့အလေးချိန်လေးများများရှိထားမယ်နောက်ဆုံးညဆိုလည်းညလေဒါမှမဟုတ်လည်းမနဲ့ဆိုလည်းမနဲ့ပေါ့ ကိုရဲ့အိတ်ချိန်လေးလည်းဖယ်လို့ရတာဒီဒီအိတ်ချိန်ကတော့နောက်ဆုံးဖယ်ရမှာဒါပေမဲ့ဒီအိတ်ချိန်မဖယ်ဘဲနဲ့လည်းလွတ်လို့ရတဲ့နည်းတွေရှိပါတယ်အဲ့တော့ဈေးညံရှောက်မယ်ဈေးညံအလေးကျင့်အားနဲ့လှုပ်ရှားသွားလာတဲ့အခါမှာဒါပစ္စုပန်စိတ်လေးနဲ့လှုပ်ရှားသွားလာနေတယ်ဆိုတော့အဲ့ဒါတရားအထုတ်ခြင်းပဲဒီဒီဒါဟင်းရွက်လေးကိုကြော်လိုက်တယ်ဒီဒီဒီဟင်းရွက်လေးနန်းနွမ်းသွားတဲ့သဘောလေးအဲ့ဒါလေးကိုနှလုံးသွေးပြီးမှတ်လိုက်လို့ဘုရားလက်ထက်ကတောတပန်တည်သွားတဲ့ဒီကမလေးရှိအထေကြီးကလို့ခေါ်တယ်ဒီဒီကမလေးက ီဟင်းရွက်ကြော်နေနဲ့တရားမှတ်လိုက်တာအမတော်တော်မှန်တည်သွားတယ်ဒီလိုမျိုးတွေရှိရပါရမီရှင်တွေကြောက်တာကကိုယ်လည်းဒီကြော်ချက်ပြုတ်ကြော်လုံးနေနဲ့တရားသဘောလေးနှလုံးသွင်းနေမှတ်ပေါ့တရားအတိလေးနဲ့နော်ဒါမိဖို့ကြောင့်မှချက်ပြုတ်ကြော်လို့ရယ်ဆိုရင်လည်းဒါပေါ့ပေါ့မြဲပြောတယ်နော်မိဖို့ကြောင့်ဆိုတာစေကံဘာလဲလဲမိဖို့ကြောင့်ဆိုတာစေကံနော်အဲ့မှာချက်ပြုတ်နေတဲ့သူတွေအားဆရာဝန်တဲ့သူတွေချက်ပြုတ်နေတဲ့သူကဘာနဲ့သူလဲချက်ပြုတ်တဲ့အဲ့ဒီဒီဟင်းချက်စရာတွေကစေးတွေနဲ့သူတွေ နော်ချက်ပြုတ်တဲ့တာဟင်းချက်စရာကြီးကဘာနဲ့တူလဲစေနာပါပါလေးချက်ပြုတ်မယ်အရသာလေးကောင်းအောင်နော်တကယ်အာဟာရဖြစ်အောင်ကြမ်းမှန်ရည်ညညအောင်ချက်ပြုတ်အဲ့ဒါတွေကအာဟာရဖြစ်စေတယ်အဲ့ဒါစေကံစေတွေပဲဒါဆိုဘုန်းတော်တမိဖို့ကြောင့်ဆိုတန့်ရှင်းဖို့လိုတယ်ချက်ပြုတ်တဲ့သူကြလည်းတန့်ရှင်းဖို့လိုတယ်ချက်ပြုတ်တဲ့ကံမှလည်းဒေးချာချာဟဲ့လိုဒေးချာချာဒါစနစ်တကျချက်ပြုတ်တဲ့အစာလဲစေစေလဲအစာဖြစ်တာပဲ နော်ဟိုးအရင်ကကဘုန်းတော်ဒါအခုခက်လည်းရှိတော့ရှိတယ်နည်းသွားတယ်ဗောမြန်မာတွေဆိုရင်အရင်ကကဆိုရင်ဘုန်းတော်ပါလေအဲဟိုလိုတချို့တမားတို့ပြောဆိုဟိုလိုတက်စာနဲ့စေးကူတာဟိုလိုစေးမတိုက်ဘူးနေမကောင်းဘူးဆိုရင်ဘာဟင်းလေးကိုဘာလေးကိုဘလို့လုတ်ပြီးချက်စားလိုက်ဘလို့ကြော်စားလိုက်ဥပမာဗောချောင်းဆိုးတယ်ဆိုစေးမတောက်သူကကြံလေးကိုမိဖုတ်ပြီးစားလိုက်ဥပမာဗောနော်တချို့တံငပြိုးသီးလေးမိဖုတ်ပြီးစားလိုက်အဲစသည်ဖြင့် ဒီလိုမျိုးလေးနီးသေးတယ်လေရှေ့လူကြီးတွေနီးလေကြောက်တဲတဲဆိုရင်သာအောက်စီမင်းတို့ဒါကြောက်ဖြုံသီးလေးကိုဘယ်လိုလှုပ်စားလိုက်အတူတအစားနဲ့ပဲကုသွားတာစိတ်မတိုက်ဘူးအစားလူတွေရဲ့နေမကောင်းတာကိုကြည့်ပြီးတော့သူကအခါတဲ့လူလာလားအချင်တဲ့လူလာလားဘာကြောင့်ဒီယောဂဖြစ်ရတာလဲအဲ့ဒါကိုသုံးသပ်ပြီးတော့ရှေ့လူကြီးတွေတချို့တချို့လည်းတမားတို့ကြီးအဲ့လိုဓာတ်စာဘူးသူတို့ ਨੇ ကြိုက်တဲ့အစားစာကိုစားခိုင်းတာနော်ဟိုအဲ့လိုမျိုးစားခိုင်းလိုက်တဲ့အတွက်စားရင်းနဲ့ပဲယောဂကြီးပြောက်တော့ အဲ့လိုမျိုးပဲဟင်းဘုန်းတော်မိဖို့ကြောင့်မှာနေတဲ့သူတွေကဒီအင်ရှင်မတွေဒီတက္ကမတွေကအရေးကြီးတယ်နော်ကိုကိုကိုဆရာဝန်ပဲဒီဒါဟင်းချက်ဆရာတွေကချက်တန့်ရင်ဆေးဖြစ်တယ်အာဟာရဖြစ်တယ်ကိုချက်ပြုတ်လိုက်တဲ့သူတွေကိုရချက်ပြုတ်လိုက်တာတွေကိုစားသုံးတဲ့သူတွေတို့တို့အဆင်ပြေပါစေအာဟာရဖြစ်ပါစေ ဒီစိတ်စေနာလေးနဲ့ချက်ပြုတ်မယ်ချက်ပြုတ်နေတဲ့ကမှလည်းတန်တန်ရှင်းရှင်းတက်တက်ရက်တန်တန်ဆုံးစီစဉ်မယ်ဆောင်ရွက်မယ်ဆိုရင်အမစေနာတွေမေတ္တာကြီးလည်းပါသွားပြီမေတ္တာပွားပြီးသားလည်းဖြစ်သွားပြီချက်ပြုတ်ကြော်လုံးနေရင်လည်းတရားတော်လေးနှလုံးသွင်းစင်ကျင်နေမယ်ဆိုရင်လည်းချက်ပြုတ်ကြော်လုံးနေလည်းတရားရနိုင်တာပဲတရားတွေတိုးတက်သွားတာပဲဒီလိုမှတ်နေရင်တခါတလေလောဘစိတ်လေးဖြစ်တတ်တယ်ဒေါသစိတ်လေးဖြစ်တတ်တယ်ဒီလိုလောဘဒေါသစိတ်ဖြစ်လာပြီဆိုရင်လည်းချက်ချင်းတတိလေးကတ်လိုက်တယ်ဆိုအဲ့ဒါတရားမှတ်တာပဲထိုင်မှတ်ပြီးရွှေရှဲရွှေရှဲမှတ်နေမှာမဟုတ်ဘူး နော်လှုပ်ရှားသွားလာရင်လည်းကောင်းမောင်းနေနေဥပမာတခါကြီးတွေဆိုလဲသူတို့ရဲ့ကောင်းမောင်းနေနေတရားမှတ်တယ်ပေါ့ကိုယ်အလုံးလုံးနေနေတရားအဓိကတရားမှတ်တယ်ဆိုအလုံးလုံးနေနေအာနာပနာမှတ်ဖို့ဖောင်းပင်တွေမှတ်ဖို့ပြောတာမဟုတ်လုံနေတဲ့အလုံးပေါ်မှာစိတ်ကိုနှိမ့်ထားပြီးတော့လောဘလည်းမဖြစ်အောင်ဒေါသလည်းမဖြစ်အောင်စေနာပါပါလေးနဲ့အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်မယ်တံဝေကအသွေးလေးနဲ့နှလုံးသွင်းပြီးလုပ်မယ်ဆိုရင်အဲ့ဒါတရားမှတ်တာဟုတ်ပြီနော်တရားထိုင်ပြီးတော့ဒါဝေဒနာတွေမှတ်မှဖြစ်ပျက်တွေမှတ်မှရလို့မဟုတ်ဘူးနော်အဲ့ဒါတွေလည်းလိုအပ်တယ် ဒါပေမဲ့လှုပ်ရှားသွားလိုက်နေလည်းမှတ်တယ်ရင်ကောင်းတယ်လှုပ်ရှားသွားလိုက်ရင်တရားမှတ်တယ်ရင်တရားမှတ်တယ်လို့တရားသူရသွားတဲ့သူတွေအများကြီးပဲဘုရားလက်ထက်ကလည်းဟုတ်ပြီနော်အဲ့ဒီတော့အချိန်နဲ့တရားနှလုံးသွင်းနေဖို့လိုတယ်ထိုင်မှတော်တော်များများဘုရားရှင်ရှေ့တရားထိုင်ပြီးဆိုမှထိုင်တာတခြားချိန်မှာစိတ်ကိုလွတ်ထားတာအဲ့လိုဆိုရင်အဆင်မပြေဘူးတရားတည်တဲ့အချိန်ပေးနိုင်တဲ့ခါမှာတည်တဲ့ထိုင်ဈေးညာလျှောက်တဲ့ချိန်မှာတည်တဲ့ဈေးညာလျှောက်လှူရှားသွားလာနေတဲ့အချိန်တွေမှာလည်းဟိုလိုတတိလေးနဲ့နေတဲ့အခါ ဲဒီတတိနဲ့နေတော့ဘယ်လိုထူကြလဲဆိုတော့လောဘစိတ်ဖြစ်လိုက်တာ ਨੇ ကွာချက်ချင်းသိတယ်။အာငါ့မှာလောဘဖြစ်သွား။အာငါ့မှာဒေါသဖြစ်သွားပါ။အဲ့ကိုယ်ကိုထိန်းနိုင်တာပေါ့။အာငါအခုစောစောဒေါသဖြစ်သွားတယ်။ဒီအဲ့ဒီဒေါသစိတ်ကွာထိန်းနိုင်တာ။အဲ့တော့ဒီလိုမှမဟုတ်ရင်အဲ့လောဘဒေါသကြီးဖြစ်နေရင်တော့မလွယ်ဘူးလေအဲ့လောဘဒေါသကြီးဖြစ်ဖြစ်ချင်းဖြစ်ကြောမရှိပဲနဲ့တတိထားရဲဆိုတာအိမ်မကိစ္စအစာရွက်အလုပ်တွေလုပ်နေတဲ့တရားမှန်ကြီးဖြစ်ပါတယ်လို့ဘုရင်ဖြည့်ကြပေးပါတယ်ဗျာဘာလို့လဲဆိုတော့ဒီကကျကိုယ်ချက်ပြုတ်နေတဲ့စိတ်ကဟိုရောက်ဒီရောက်နေတာလေ ချက်ပြုတ်နေတဲ့ဘုန်းကြီးအိမ်ရှင်မတွေပဲဖြစ်ဖြစ်တကာကြီးတဲ့အိမ်တော်စုတွေပဲဖြစ်ဖြစ်ကိုယ်လောက်တာလုံးနေတဲ့စိတ်ကကိုယ့်ရဲ့အလုံးမှာစိတ်မရောက်ဘဲနဲ့ဟိုဟိုရောက်သွားတယ်ငငယ်ရအကြောင်းရောက်ရောက်တယ်လေဟိုလူအကြောင်းတွေးမိလိုက်ဒီလူအကြောင်းတွေးမိလိုက်အကုသိုလ်ပြစ်စာတွေတွေးမိလိုက်နေဖြစ်နေတာပဲလေအဲ့လိုမျိုးတွေတွေးနေမယ်ဆိုတရားနှလုံးတွေးမိလုံးနေတာအဲ့ရဘုန်းတော်အလုံးလည်းပြီးတယ်တရားလည်းမပြီးသားပဲဘုန်းဘုန်းပြောတယ်ဒါမြင်းကြံစွန်းလုံးစာတွေဆိုလေထုံနေတဲ့တရားမှတ်တယ်နောဇာစိင်းနဲ့တရားမှတ်တာနော်နေ့စဉ်လေထုံရင်းနဲ့တရားမှတ်တယ်သောစာစင်းနဲ့တရားမှတ်တယ်ညကြတော့တီးတန့်သူတရားတော်အားထုတ်တယ် တည်တံ့တရားထိုင်တယ်ဒီလိုမှတ်ရင်လည်းလူဝိတောင်ပေါ်နဲ့သောတာပန်တက္ကသကအနာဂံဤတည်သွားတာပဲနောက်ကိုညူးဝိပ္ပစအထုတ်တော့ရဟန္တာဖြစ်သွားတာပဲဟုတ်ပြီနော်ကဲထားတော့ဒါစင်ရှင်းပါပြီ